ရန်ကုန်မြို့လေကောင်က Beautyland Hotel လူသတ်မှုကတော့လုံးဝအထင်မှမထားတဲ့ကိစ္စတွေထပ်မံပြီးတော့ဖြစ်ပေါ်လာနေပါတယ်။အဲ့ဒီလူသတ်မှုကတတော်လေးကိုဆိုးတာပါ။အဲ့ဒီကလေးကအသက်16နှစ်ပဲရှိပါသေးတယ်။အမေနဲ့အဖေနှစ်ယောက်စလုံးကဆရာဝန်တက်အခုသားဖြစ်သူရဲ့လူသတ်မှုတွေပေါ်လာပြီးအမေနဲ့အဖေကမယုံနိုင်လို့စစ်ကောင်စီရဲ့စစ်ကောင်စီထိန်းချုပ်ထားတဲ့ရဲတွေကပြောဆိုတာက လုံးဝမှန်ကန်မှုမရှိဘူးငါတို့သားကဒီလိုလုံးမမဟုတ်ဘူးဆိုပြီးတော့အသေးကိုညင်းဆူမှုတွေလည်းရှိနေကြောင်းကြားသိရပါတယ်တချို့သောပြည်သူတွေကလည်းစကုံစီအခုထုတ်ပြန်ချက်ကတန်တရားဝင်စရာကောင်းတယ်ဟုတ်ရောဟုတ်နိုင်လို့လားဆိုပြီးတော့เนาะကျွန်တော်တို့ပြောဆိုမှုတွေလည်းရှိနေဒါဆိုဘလို့ဖြစ်ဖြစ်ပါဒါကတော့တိကျတိကျတလောက်ကိုရှိနေပြီပေါ့လေအသက်16နှစ်အရွယ်ကောင်လေးကတကယ်ကိုမှစိတ်သစာဆန်းဆန်းလူသားသမားเนาะမိဘပြည်သူများ အရန်ဟိုမှာအရေးကြီးပါပြီเนาะအခုချိန်မှာကျွန်တော်တို့မိဘတွေအနေနဲ့ကိုယ့်ရဲ့သားသမီးတွေကိုဘယ်လိုမျိုးတွန်းတင်ဆုံးမရမလဲအရန်ဟိုမှာတတိထားရမယ့်အချိန်ဖြစ်သွားပါပြီအခုဒီသင်ခန်းစာကိုကြည့်အသက်16နှစ်အရွယ်ကောင်လေးကအသက်24နှစ်အရွယ်တိတ်ကဲကိုခေါ်ပြီးတော့အပိုင်းပိုင်းပိုင်းပြီးတော့เนาะတက်ဖြတ်ခဲ့တာဖြစ်တယ်ဘယ်လောက်ထိတိရက်ဆက်လဲเนาะ ဆိုတော့တက်ဖြတ်ပြီးတာနဲ့သူရဲ့ကောင်းမလေးကိုချက်ချင်းဖုံးကော်ပြီးအချစ်ရင်ကတော့လူတက်မိသွားပြီเนาะ other session နဲ့ရဲ့ကောင်းလေးရည်စားလေးရှိပြီเนาะကောင်းမကလည်းเนาะသူရဲ့ကောင်းလေးအတွက်เนาะအချစ်စစ်အချစ်မှန်နဲ့ချစ်တာလားမသိဘူးเนาะကြံရပါဖြစ်ပေးလိုက်သေးတယ်ဆိုတော့ကြည့်ကြဗျာအခုကိဖုံးနေเนาะဒီသင်္ကန်းစားကိုကြည့်ချင်အပြည့်ငငယ်ရွယ်ရွယ်နဲ့ဖုံးပေးကြင်ဖို့ဆိုတာတော့တော်တော်လေးကိုစဉ်းစားရမယ့်အနေအထားမှရှိနေပြီ။ အခုခေတ်ကသတင်းတွေကြည့်လိုက်ရင်ဟိုမှာလူပဲနှစ်ယောက်သေးတယ်လူဒီမှာလူပဲနှစ်ယောက်သေးတယ် PDF တွေကနော် လူမျိုးတွေဖြစ်တယ်နော်စစ်သားတွေကဘယ်လိုဖြစ်တယ်နော်အော်သတင်းတွေကနေနဲ့လူသေးသတင်းတွေပဲတင်နေတာဖြစ်တယ်နော်ဆိုတော့နိုင်ငံတကာမှာလည်းအဲ့ဒီတိုင်းပါပဲဟိုကတော့လည်းတနက်နေ့ဖြစ်တယ်ဒီဟာတနက်နေ့ဖြစ်တယ်ဆိုတော့လူတွေရဲ့ clear ရဲ့စိတ်ထဲမှာလူတတ်မှုဆိုတာကဟိုချက်ဖို့ကောင်းနေရမဟုတ်တော့ဘူးနော်တုံ့လုပ်စရာမဟုတ်တော့တမ်းမှန်ဘယ်လိုပြောရမလဲ အာတမန်အနေထားတခုနော်လူတက်တယ်ဆိုတာအသေးသေးဆိုတာဘာမှမဟုတ်ဘူးလို့တွေးလိုက်တာဖြစ်တယ်ဆိုတော့နော်ဘယ်လိုပြောရမလဲအခုလူတက်မှုကတော်တော်လေးကိုပြ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 နဲ့လှုပ်သွားသေးတာနော်တက်ဖြတ်တဲ့အချိန်မှာတော့နော်နိုင်ရန်ကိုကျွန်တော်တို့ဒါပျက်စီးစေပြီလို့နော်ဟိုတယ်ရဲ့နိုင်ရန်ကိုပျက်စီးစေပြီလို့ ကြက်ကူတောင်းတော့ရောလိုက်မိသေးလို့ကြားရတယ်နော်ဆိုတော့တော်တော်လေးကိုစူးနေပြီနော်မြောင်းနိုင်ငံမှာနော်မိဘတွေအနည်းနဲ့ကိုယ့်ရဲ့သားသမီးတွေကိုသွန်သင်တဲ့နေရာမှာတော်တော်လေးကိုစင်ကြရတော့မှာဖြစ်တယ်နော်ဒီတိုင်းလှုပ်ပေးချလို့မရတော့တော်တော်လေးကိုဘယ်လိုပြောရမလဲလူငယ်ရေးအမြင်ကဟိုအယံဝမကြောက်ရွံ့မှုကောင်းတာကိုတော့တန်မှန်ကိစ္စတခုလို့မြင်နေကြပြီဖြစ်ပါတယ်နော်ဒီတိုင်းညာလှုပ်ပေးထားရင်တော့ဒီထက်မကရဲဆိုးရွားမှုတွေမြင်တွေ့ရအောင်ပါ